ရုရှားဟာတရုတ်တိုက်ခိုက်ရေးသမားတွေကိုစုဆောင်းနေခြင်းအဖြစ်တရုတ်ကိုစစ်ပွဲအတွင်းဆွဲခေါ်နေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကဧပြီ9ရက်ကပြောပါရယ် ရုရှားစစ်တပ်ဟာတရုတ်နိုင်ငံသားတွေကိုတပ်သားတဲ့အဖြစ်စုဆောင်းနေတဲ့အကြောင်းကိုတရုတ်အစိုးရကတီထားတယ်လို့လည်းဇန်လက်စကီကဆွဆွဲခဲ့ပါတယ်။အင်ပီရိုမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အခြေတင်စကားများခဲ့တဲ့ဇန်လက်စကီကယူကရိန်းဟာဒေါ်လာဘီလီယံ50တမိုးရှိတဲ့အမေရိကန်စစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူဖို့အသင့်ရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။ယူကရိန်းရုရှားစစ်ပွဲကိုအပြည့်ခန့်ရဲစဲသဘောတူညီမှုရရှိဖို့အမေရိကန်ရဲ့အာထုတ်ကြိုးပမ်းမှုတွေရဲ့တစိမ့်တစ်ပိုင်းအနေနဲ့လာမယ့်သတင်းပတ်မှာယူကရိန်းအရာရှိတွေဟာအမေရိကန်ကိုယ်စားလှယ်အဖွဲ့ ဲနဲ့အစည်းအဝေးပြုလုပ်ဖို့စီစဉ်ထားကြောင်းဇယ်လန်စကီးကပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်တပ်ဟာနိုင်ငံအရှေ့ပိုင်းဒိုနက်ဒေသမှာရှိတဲ့တိုက်ပွဲအတွင်တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးရမိကြောင်းကြေညာခဲ့ပြီးတဲ့နောက်တရက်အကြာမှာဇယ်လန်စကီးကရှေ့တန်းစစ်မြေပြင်တွေမှာဖြန့်ကျက်ချထားခံခဲ့ရတဲ့တရုတ်နိုင်ငံသားပေါင်း150ကျော်ရှိကြောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းနေနဲ့ရုရှားမှာဖမ်းဆီးခံထားရတဲ့ယူကရိန်းစစ်တုံးဘန်းတွေနဲ့အကျဉ်းသားချင်းလဲလှယ်ဖို့တရုတ်နိုင်ငံသားနှစ်ဦးကိုပြန်လွှတ်ပေးဖို့အသင်းရှိကြောင်းလဲဇယ်လန်စကီးကပြောပါရယ်။အဲ့လိုယူကရိန်းနဲ့နမိ ိတ်ပေးမှပြုတ်လုတဲ့တိုက်ခိုက်ရေးစစ်စင်ရေးတွေမှာတရုတ်နိုင်ငံသားတွေပါဝင်လာတာဟာစစ်ပွဲကိုချဲ့ထွင်ဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်မှုတစ်ခုဖြစ်ပါတယ်။ဒါဟာရုရှားကတိုက်ပွဲကိုအချိန်ဆွဲဖို့လိုအပ်နေတဲ့အချက်ကိုပြသတဲ့နောက်ထပ်လက္ခဏာတစ်ခုဖြစ်ပါတယ်လို့ဇယ်လန်စကီးကပြောပါတယ်။ဇယ်လန်စကီးရဲ့ပြောဆိုမှုအပြီးနိုင်ပိုင်းကြာမှာရုရှားနဲ့တရုတ်တို့ရဲ့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီးရုရှားနဲ့အတူတိုက်ခိုက်ဖို့တရုတ်နိုင်ငံသားတွေ တပ်သားတင်အဖြစ်စုဆောင်းခံနေရတဲ့အယူအဆကိုတရုတ်ဆိုရကညှင်းဆိုခဲ့ပါတယ်။ဒါပြင်တရုတ်နိုင်ငံသားတွေကိုလည်းလက်နက်ကင်ပဋိပက္ခတွေမှာပါဝင်ခြင်းမပြုဖို့တရုတ်ဆိုရကတတိပေးခဲ့ပါတယ်။